ိုင်စင်မဲ့မော်တော်ကြီးဖန်နေကြီးရှာတယ်။လိုင်စင်မဲ့မော်တော်ဆိုင်ကြီးဖန်နေကြီးကျွန်တော်ရိုးရှင်းရှင်းပဲပြောမယ်မြို့တိုင်းမြို့တိုင်းမှာအပေါင်ဆိုင်တွေရှိတယ်။အဲ့ဒီအပေါင်ဆိုင်တွေကနေပြန်ရောင်းတယ်။အပေါင်ဆိုင်တစ်ခုမှာလိုင်စင်မဲ့မော်တော်ကြီး90ရာနေ100အတွင်းရှိတယ်။တို့မှရှင်းပြီနော်။အဲ့လိုင်စင်မဲ့မော်တော်ကြီးစီးတဲ့လူအများစုကရွာလူတွေ။တို့ကနားမလည်ဘူး။လိုင်စင်တက်တက်ကုန်နေတာကိုတော့တိုးရကောင်းမှသိတဲ့လူတွေမဟုတ်ဘူး။တချို့ဆိုလိုင်စင်ရှိတဲ့ပြောတဲ့စကားကြီးအငုတ်လိုက်စအငုပ်ရှိတယ်ပြန်တိုးရကောင်းမသိဘူး။ဘာသာတိုးရင်လည်းယုံသွားပြီးနားမလည်လို့တဲ့အလုတ်ရှုပ်လို့တဲ့။အဲ့လိုလူတွေအများကြီးပဲ။ဆိုတော့အဲ့လိုလုံးမဲ့အစားခုလိုက်စမဲ့မော်တော်ကြီးနေရှိတယ်။ တရားဝင် license ကြီးမျိုးချမပေးရင်အောက်စင်းနဲ့ရောင်းလို့ရတဲ့ပုံစံမျိုး license တစ်ခုနော်ဥမာ data license ပေါ့အခုအဲဘာပေါ့နော်32 W လို့ BGO 32 W လို့ BGO 65 W လို့ဆိုတာထက်နောက်ကဘာမှမထည့်ပဲနဲ့ BGO မကုန်းပေါ့ဒါမှ license license number ကသူများ9လုံးဆိုရင်သူ့ကို3လုံးလောက်ပဲရှေ့အက်ခရတစ်ခုထက်ပေါ့ A 1234 B 1234ဒါဆိုရင်ဒီ site ကဒီဟောဒါဒီကောင်ကဒါ black ကြီးကို license ပြောင်းဝင်ထားတဲ့ဓာတ်ကြီးဆောင်ထားတဲ့ license အောက်စင်းနဲ့ရမယ် license ပေါ့နော်ဟိုကတော့တရားဝင် ဟိုနိုင်ငံတော်ကအခွန်ဆောင်လိုက်လေဈေးသုံးလို့ကွာသွားမယ်ကားလည်းဒီလိုပဲပေါ့အခွန်ဆောင်လိုက်မယ်ဆိုရင်အများကြီးပဲတကယ်တော့ဖမ်းမယ်လို့သာပြောတာတောက်စီရောမဖမ်းနိုင်ပါဘူးအင်းဒီမှာတင်ထားမယ်ကားတွေအများကြီးပဲတချို့ဆိုလို့ချင်းအခု license တွေကားတွေဖမ်းတယ်ဆိုလို့ဖုန်းကြောင်းတွေမှာတတ်ထားတာအများကြီးပဲဖုန်းကြောင်းတွေမှာကားတွေအများကြီးပဲဒါပေမဲ့သာသနာရေးကိစ္စတော့ပြောရင်ဟိုဘုရားဘာသာနိုင်ငံမှာဘုရားဘာသာတွေနဲ့ပြဿနာတက်မှာဥပဒေကဥပဒေဘာသာရေးကဘာသာရေးဒါပေမဲ့တချို့ကနားမလည်ဘူးခွန်ကြီးကဖမ်းလို့ရမလားကွာဆိုတာနဲ့ပြဿနာတက်တယ်ဆိုတော့ဥပဒေမှာကခွန်ကြီးကဖမ်းလို့မရဘူးသာသနာရေးကဖမ်းလို့မရဘူးလို့ကျွန်တော်လည်းတင်ငန်းဝစ်ပြီးလက်ခိုက်စီတော့ပေါ့ရောက်လား တော့အုပ်ချုပ်မှုတွေဘလက်ကားစီးတယ်ကျွန်တော်တို့လည်းရိုင်းမှုတို့ဘာလို့ဝင်ရွေးခံပြီးဘလက်ကားစီးမှာဝင်ရလားဖိုင်းရင်အယုတ်လက်အမြဲတမ်းကုန်ဖိုင်းဒါကျွန်တော်တို့လည်းစက်ကဲဘလက်စီးတယ်ခုဆိုရင် license ဘင်းအစုပ်ကလေးကိုကျွန်တော်မနေ့ပြန်ပြင်ရတော့ဘာလို့အဲ့ဘင်းက license ရှိတယ်ဒါပေမဲ့တရုတ်ဘင်းဖြစ်တယ်တော့မသိဘူးဘလက်ကယူရယာဘင်းလေးကျွန်တော်လည်းစီးတယ်အခုပြင်သွားတဲ့တတိယနဲ့ငါဘင်းနဲ့ဖိုင်းဖိုင်းရင်ကျွန်တော်မထွက်တော့ဘူးဖတ်ကိုလည်းဖမ်းခံရမှာလေကိုလည်းဒီနိုင်ငံလေးကနိုင်ငံသားတယောက်ဒီနိုင်ငံရဲ့ဥပဒေကိုလေးစားလိုက်နိုင်တာတို့တယောက် ဖိုက်ကိုလည်းခံမှာကျွန်တော်ဘာဘာတော့ပြောလို့မရဘူးတော့မင်းဘာလို့ဘာကောင်းဖြစ်နေဖြစ်နေမင်းလမ်းမို့ဘလက်ဆိုင်ကယ်စီလံထားမှာပဲအဖက်ခံမှာပဲတို့ပြောချင်တာဒီသူတွေအတွက် ဖြေရှုံးမှုတစ်ခုလုပ်ပေးရင်သိတော့မှာဒီအချိန်မှာတချို့ရွာတွေမှာလိုင်းကမ်းမထွက်ဘူးဆိုင်ကယ်လေးနဲ့ပဲဈေးသွားရတာတကယ်လို့သာဒီဆိုင်ကယ်တွေဘလက်တွေထွက်လို့မရဘူးဆိုရင်ဒီလူတွေမျိုးကိုဈေးဝယ်ဖို့အခက်အခဲရှိသွားလိမ့်ပြဿနာရှိလာလိမ့်အဲ့တော့ပြဿနာတွေရှိလာရင်အစိုးရအပေါ်မှာအကြီးညိုရော့လာလိမ့်မယ်မုန်းပြဖြစ်လာလိမ့်အောက်ခြေလူလူရဲ့အခက်အခဲကိုအကြီးကြီးတွေနေနဲ့ဖြေရှုံးပေးပေးတယ် တော့ရွာမှာရှိတဲ့အာနိုင်ငံတော်အနေနဲ့ဆိုလို့ရှိရင်ခရိုင်မြို့နယ်အလိုက်ညွှန်ကြားချက်တွေထုတ်လိုက် ပေါ့နော်အဲ့ရနယ်တစ်စီရက်ကွက်အုပ်ချုပ်ရေးတွေညွှန်ကြားချက်တွေရွာထဲမှာလိုင်စင်မဲ့ဆိုင်ကဘယ်နှစ်စီးရှိလဲအမည်နာမည်ဆိုင်ကမျိုးစားပြောက်လိုက်ပြီးရင်ခုနကကျွန်တော်ပြောသလိုမျိုးဒေတာလိုင်စင်လေးလုတ်ပေးလိုက်ဥမာအဲ့ဒေတာလိုင်စင်ကဘကိုးတိုင်းကိုချိုးပြီးဘေးမှာသွားလို့မရဘူးဥမာပြေခရိုင်ပေးတဲ့လိုင်စင်ပြေခရိုင်ကနေကျော်ပြီးနတ်တလင်းခိုင်တို့ဘာလို့တောက်ခွင့်မရှိဘူးတော်ဒေတာသုံးပေါ့ဒါမျိုးလေးလုတ်ပေးလိုက်မစင်ပြေလို့ဟိုကောင်ကမြန်မာတိုင်းနိုင်ငံလုံးမောင်းနေမှရှိပြီနော်ဒီ60နှစ်ဒီ W တို့ဘာလို့ကဒါက နမတနိုင်ငံမောင်းနေရှိတဲ့ဆက်ကရန်ကုန်မြို့စီပင်တရားဧရိယာမှာအပအခုကျွန်တော်ပြောတဲ့ဥစ္စာလေးတွေက license ဒီ black bane တွေကို license ကြီးချမပေးခြင်းတော့ data သုံး license လေးတော့ချပေးသေးတယ်နော်ဒါမှမဟုတ်တို့မြို့တွေသွားမယ်ဈေးတွေသွားမယ်ဟိုမှာကျွန်တော်တို့စတာအခု brown မှာမနေတယ် brown မှာနေရဆိုတချို့ဈေးတွေကပြင်မာသွားဝယ်ရတာ brown မြို့နေပြင်မာပြင်မြို့နေအဲ့တော့ရွှေတောင်ကလည်းပြင်မာလာပြီးဈေးဝယ်တယ်ပေါန့်တန်တဲ့တလင်းကလည်းပြင်မာလာပြီးဈေးဝယ်တယ်ဟုတ်ဆိုပြင်မြို့ကဒီဘက်ဘိုးတိုင်းနောက်ချက်မှာမြို့ကြီးပစ္စည်းအစုံရတဲ့မြို့ မပြေမလာဝဲဟိုအောက်ကတာဝတီတို့ဂျိုးပင်ကောက်ဟိုတာဝတီတို့လက်ပန်းတို့ကြတော့ရန်ကုန်နဲ့နေတော့ရန်ကုန်သွားကြတယ်ဆိုတော့ဒီဘက်အပေါ်ပိုင်းအောင်လန်လောက်ထိရအောင်ပြေမလာတဲ့ခါကျတော့ခုနကကျွန်တော်ပြောသလိုပေါ့ဒေတာလိုင်စင်လေးတွေသာလုပ်ပေးထားရင်အစီပြေထိုင်တယ်ပြည်သူတွေအတွက်လည်းကျွန်တော်ကဒါနိုင်ငံတော်အကြီးအကဲတွေကိုဒီဗီဒီယိုဖိုင်လေးမှာကြည့်မိခဲ့မယ်ဆိုရင်ဖြစ်လျှော့ပေးဖို့မြစ်တာရက်ခံတာကျွန်တော်တို့ကိုယ်တိုင်ကိုအခက်ခဲနေကြည့်တယ်တော့လိုင်စင်မင်းတွေကဟိုသွားဝယ်လို့ရှင်အနည်းဆုံးက45သိန်းလို့ဆိုတော့ဒီခေတ်ကုန်စင်းထုံးနဲ့ပို့ကိုထမင်းနှမ်းမှန်အောင်စားနေအောင်အဆင်မပြေဘူးလိုင်စင်မဲ့ဘလက်ဘင်းတစ်ဘင်းက ။မင်းအပေါင်းဆိုင်မှာအပေါင်းဆုံးသွားဝယ်ရင်တော့မှာပဲ။ခုနတည်းရှိသင်းနေရ။ဆိုတော့ license plate တစ်ခုက3560တန်နေတဲ့အချိန်မှာဘလက်ဘင်း5000ကိုပဲရပါတယ်စီမှာ။နော်။ပြတက်ကတော့ねဒါကျွန်တော်ပြေမာနေလို့ဘိုးတိုင်းဒီ brown နဲ့ပြေနေမှာနေလို့ကျွန်တော်ပြောတာ။ပြတက်ကတော့နားမှာ။အပေါင်းဆိုင်ကြီးအများကြီးပဲ။အဲ့အပေါင်းဆိုင်တစ်ဆိုင်မှာစိုက်ကဲ90ရန်တရားကြမှာရှိတယ်။ဒါကြောင့်လေចောင်းသားတွေကလာတယ်။ចောင်းမှာအဲ30ဆွဲတယ်မရှိရင်လာပေါင်းတယ်။စိုက်ကဲဘလက်ဘင်းနေလေ။တို့တို့စိုက်ကဲတွေကမှ6သိန်း9သိန်းလောက်တန်မဲ့ထား။အဲ3သိန်းသိန်းလောက်တန်မဲ့ထား။အဲ့ဒါကတော့2သိန်းလောက်နဲ့ပေါင်းတယ်3သိန်း4သိန်းလောက်နဲ့ပေါင်းလိုက်တယ်ပြီးမရေတော့ចောင်းပြန်တော့။ ီအိမ်ရောက်အဖေလေးပြောဆက်ခဲ့ခုခံလို့တောင်းတယ်ပြောအဲ့အပေါင်းဆိုင်ဒီမှာဘလက်တီများပြီဖမ်းရင်အဲ့ဒါလေးဝင်ဖမ်းပါကျွန်တော်ပဲရိုးရှင်းရှင်းလေးနော်ဆိုတော့မြန်မာနိုင်ငံမှာရောင်းတဲ့လူတွေဘလက်ရောင်းတဲ့လူတွေရှိလို့ဝင်စီးတဲ့လူတွေရှိရတာအဲ့ဒီဘလက်ကိုတယ်လာတဲ့လူတွေရှိလို့မြန်မာနိုင်ငံကြီးတွေကိုရောက်လာတယ်တဲ့လမ်းကြောင်းတွေပိတ်ပြီးတော့တဲ့တဲ့လူတွေကိုဖမ်းလိုက်ရင်ဒီထဲကိုရောက်လာစရာအကြောင်းမရှိဘူးဝယ်စရာလည်းအကြောင်းမရှိဘူးရောင်းတဲ့လူရှိလို့ဝယ်တဲ့လူရှိတာရိုးရှင်းပြောတာနော် တော့ဒါလေးပြည်သူတွေကိုဖြေလျှော့ပေးဖို့မြေတားရက်ခဏခုနကပစောဝင်းကိစ္စပြောရမယ်ဆိုရင်လေလောက်တာထက်ဘူပြောလို့မပြောသင့်တဲ့စကားကိုပြောလို့အရေးကိုခံရတာတော့ကျွန်တော်အနေနဲ့အဲ့ဒါဘာမှချက်ပေးခြင်းလဲဆိုဘာမှမပေးခြင်းဘသူမပြုတ်မိမိမူတက်မတော်ကိုချစ်တာချစ်တာတက္ကနာတက်မတော်ကိုထောက်ခံတာထောက်ခံတာတက္ကနာဥပဒေဖောက်ပြန်တော့အရေးကိုခံမှာတက္ကနာတော့တက်မတော်ကြီးကိုချစ်လို့ဥပဒေဖောက်လို့ရတယ်ဆိုရင်မြန်မာနိုင်ငံမှာတက်မတော်ကိုချစ်ပြီးဥပဒေဖောက်မယ်လို့ပြောအများကြီးပဲကျွန်တော်ဘာသဘောပေါက်လားမသိဘူးတက်မတော်ကြီးချစ်တာချစ်တာတက္ကနာထောက်ခံတာထောက်ခံတာတက္ကနာဥပဒေဖောက်ပြတ်တာက တခဏမတူတော့သူကနန်းနဲ့သူသူ့အလုံးနဲ့သူကိုလုံးကိုလုံးသူ့အလုံးသူတမလို့ချစ်လို့ရတယ်ထောက်ခံလို့ရတယ်ဒါပေမဲ့ဥပဒေကိုဖောက်ဖျက်ကျူးလွန်လို့တော့မရဘူးငါတမလို့ထောက်ခံသူပဲလွတ်ချင်တာလုပ်မယ်လို့တော့မရဘူးဒါဆိုတော့တိတ်မှားပါမယ်အဲ့ကြောင့်တို့လည်းတမလို့ယူထောက်ခံပါလေနော်ဒီနိုင်ငံလိုကြီးယူထောက်ခံပါလေနိုင်ငံထဲမှာရှိတဲ့တိုင်းသားပြည်သူအားလုံးအေးချမ်းချမ်းရှိစေခြင်းနဲ့စစ်ပွဲတွေငြိမ်းချမ်းစေခြင်းနဲ့တော်တော်မှာရှိတဲ့ညီကိုတွေလည်းမြို့ပေါ်ပြန်လာပြီးတော့အရင်လိုအေးချမ်းနေစေခြင်းနဲ့နော်ပြည်တွင်းချင်းချင်းတိုက်နေမယ်စားအခုလက်ရှိအိန္ဒိယနိုင်ငံတွေစစ်ဖြစ်နေကြတယ်နော်ဘင်္ဂလားနဲ့ဟို sorry အိန္ဒိယနဲ့ပါကစ္စတန်စစ်ဖြစ်နေကမ္ဘာကြီးမှာ စစ်ဖြစ်ဖို့ကတာဆူနေတဲ့ချိန်မှာကိုယ်နိုင်ငံရဲ့စစ်ရင်ကတိုးတက်ဖို့အတွက်ဒီလူတွေအကုန်ပေါင်းမတိုင်းသားတွေအကုန်ပေါင်းမရှိသမှလက်နက်ကိုင်တွေအကုန်ပေါင်းပြီးအင်အားတိုးတက်တဲ့အင်အားကြီးမားတဲ့တပ်မတော်တွေတရက်တစ်ခုကျွန်တော်တို့ဖန်ပြီးဖို့လူတွေအဲ့ဒါမျိုးပဲကျွန်တော်လိုချင်တာအဲ့ဒါမျိုးပဲမြင်ချင်တာအချင်းချင်းတိုက်နေဖို့အချင်းချင်းတက်နေဖို့ကျွန်တော်မမြင်ချင်ဘူးတကယ်လို့မဖြစ်မနေအချင်းချင်းတိုက်ရမယ်ဆိုရင်တော့ကျွန်တော်မှန်ကန်တဲ့ဘက်မှာရက်ပြီးမှာနော်မှန်ကန်တဲ့ဘက်မှာရက်ပြီးမှာဒါဘုံနေနေပြောပြတာဆိုတော့ဘယ်ဘက်ကိုပဲရက်ပြီးဖြစ်စေဥပဒေကိုတော့ဖောက်ဖြစ်ကျူးလွန်လို့တော့မရဘူးဒါကိုပြောချင်ဟုတ်ပြီနော်